ကိုညိုနဲ့ပတ်သက်ပြီးတော့ဗောနော်မီဒီယာတွေမှာကျွန်တော်အင်တာဗျူးဖြေတဲ့အပေါ်မှာကိုထက်ဝါကြီးပြီးတော့တဘာကြီးတယ်ဒါရိုက်တာကြီးတယောက်ကိုမရင်ကျေးတဲ့အတုံးလုံးမျိုးတွေဟိုဆောင်းအားသလိုဖြစ်စေတဲ့အတုံးလုံးတွေပါဝင်သွားနိုင်ပါတယ်အမားပါမဲ့စကားမျိုးကိုမပြောမိအောင်တတ်နိုင်သရွေ့စောင်းပုံထိမ့်သိမ်းသွားပါမယ်ကိုညိုနဲ့ကတော့အဆင်ပြေတယ်တော်တော်အဆင်ပြေတယ်ကိုညိုနဲ့ကသူကစိတ်ရင်းသဘောရင်းခေါင်းတော့လေကျွန်တော်နဲ့ဆိုရင်တော့အဲ့လိုခံစားရတယ်အဲ့ဒီတော့ကြောင့်ပြဿနာတော့ရှိ ਉ မရှိတာကျွန်တော်လည်းကြားရတဲ့ပါခွင့်ပြုထားတဲ့2မိနစ်အပင်းကဘာပဲလုပ်ပြလုပ်ပြကျွန်တော်အကုန်လက်ခံ ဲ့ဒါမဲ့မီဒီယာအင်တာဗျူးတွေမှာပြောတဲ့စကားတခုတော့မပြန်ရှင်းရလဲဟုတ်ဘင်းငေါပြောထားတဲ့စကားမပြန်ပြောပြဒါကတော့ဟို तू ပြောတဲ့စကားတော့ဒါ तू ပြောတင်းလို့ပြောထိုက်တဲ့စကားပေါ့เนาะကျွန်တော်အနေနဲ့တရုတ်ဆောင်တတယောက်အနေနဲ့ဒီအခုမှဆက်စားယူဒီလောကမှာလူဘာမှမသိသေးတဲ့အချိန်မှာဟိုတွင်ညိုကိုသွားပြီးတော့ပြောဆိုမိတာတွေရှိတယ်ပေါ့เนาะအဲ့အချိန်မှာတွင်ညိုကငားလဲပေးတယ်ခွန့်လွတ်ပေးတယ်ဒါပေမဲ့ तू ပြောတင်းပြောထိုက်တဲ့စကားဒိဋ္ဌိပေးတင်းဒိဋ္ဌိပေးထိုက်တာတော့ဒိဋ္ဌိပေးတယ်ပေါ့ဗျာဟုတ်ဟိုလက်ခံတယ်ဟုတ် policy asset ပါဘာလို့လဲဆိုတော့ငါမင်းအဲ့လိုသူများမြောက်ပေးတိုင်းရှောက်ရှောက်ပြောနေတာမျိုးတွေအောက်က comment တွေမှာသူများတွေမြောက်ပေးတိုင်းရှောက်ရှောက်ပြောနေတာမျိုးတွေမဖြစ်စေချင်တော့ဟုတ်ကဲ့ဟုတ်ကဲ့ပြန်ကြည့်ရတဲ့ feel လားအဲအစားတော့စသစကြည့်ရင်တော့ကြောက်တယ်လန့်တယ်မကြိုက်ဘူးသူ့ကိုဒါပေမဲ့အဲ့ video ကိုဟို အဆုံးလေးတော့မကြည့်ဘူးတဟားမှာလေဘာမှအဆုံးလေးမကြည့်ဘူးကိုသေးဆောင်ထားတဲ့ဟာကိုဒါပေမဲ့ဟိုဟာအခုနောက်ပိုင်းတော့အပင်မှုတွေအများများလာပြီးတဲ့အချိန်မှာကျွန်တော်ပြန်ကြည့်တယ်အဲ့တော့ကြည့်ရသွားပြီအဆင်ပြေတယ်မင်းသားဖြစ်ချင်လို့ညာစူပါစတာမင်းသားဖြစ်ချင်လို့ဟာဟာမကြီးတယ်စူပါစတာမင်းသားဖြစ်ချင်လို့လာတာဗျဟာကိုညိုနဲ့ကတော့အဆင်ပြေတယ်တော်တော်အဆင်ပြေတယ်ကိုညိုနဲ့ကအဆင်ပြေတယ်ဆိုတာဟိုဟာ ော်တော်သူကစိတ်ရင်းသဘောရင်းခေါင်းတော့လေကျွန်တော်နဲ့ဆိုရင်တော့အဲ့လိုခံစားရတယ်အဲ့ဒါကြောင့်ပြဿနာတော့ရှိ ਉ မရှိတာကျွန်တော်နဲ့ကြားရဲမှာတော့ဒါကတော့ဟိုသူပြောတဲ့စကားကတော့ဒါသူပြောတင်းလို့ပြောထိုက်တဲ့စကားပေါ့နော်ကျွန်တော်အနေနဲ့တရုတ်ဆောင်တိတယောက်အနေနဲ့ဒီအခုမှဆက်စားယူဒီလောကမှာလူလောကမှာမသိသေးတဲ့အချိန်မှာဟိုတွညိုးကိုသွားပြီးတော့ပြောဆိုမိတာတွေရှိတယ်ပေါ့နော်အဲ့အချိန်မှာတွညိုးကနားလည်ပေးတယ်ခွင့်လွှတ်ပေးတယ်ဒါပေမဲ့သူပြောတင်းပြောထိုက်တဲ့စကားဒိဋ္ဌိပေးတင်းဒိဋ္ဌိပေးထိုက်တာတော့ဒိဋ္ဌိပေးတယ်ပေါ့ဗျာဟုတ် မီဒီယာအင်တာဗျူးတွေမှာပြောတဲ့စကားတခုတော့မပြန့်ရှင်းရလေဟုတ်မင်းငါ့ကိုပြောထားတဲ့စကားမပြန့်ပြောပြဟုတ်အများကြီးပြန့်တယ်ဗျာရတယ်ဟုတ်လားကိုညိုနဲ့ပတ်သက်ပြီးတော့ဗောနော်မီဒီယာတွေမှာကျွန်တော်အင်တာဗျူးဖြေတဲ့အပေါ်မှာကိုထက်ဝါကြီးပြီးတော့တဘာကြီးတယ်ဟိုတကယ်ကိုစီနီယာဒါရိုက်တာကြီးတယောက်ကိုမရင်ကျေးတဲ့အသုံးအနှုန်းမျိုးတွေဟိုစောင့်အားသလိုဖြစ်စေတဲ့အသုံးအနှုန်းတွေပါဝင်သွားနိုင်ပါတယ်ကြီးကျွားတဲ့သူတွေလည်းစိတ်နှောင့်ယှက်ဖြစ်နိုင်ပါတယ်ကိုညိုလည်းအများကြီး စေပိုင်းဆိုင်ရာထိတိုင်းမှုတွေရှိနိုင်ပါတယ်။အဲဒီအတွက်ကြောင့်ကျွန်တော်ဒီနေရာကနေကိုညိုကိုတောင်းပန်ပါတယ်။ကိုညိုကလည်းကျွန်တော်ကိုသတိပေးထားပါတယ်။နောက်တစ်ခါဘယ်တော့မှစကားကြုံမလာပါနဲ့။ဒါနောက်ဆုံးအချိန်သတိပေးတာပါတဲ့။ကိုညိုကကျွန်တော်အဲ့လိုပြောထားပါတယ်။အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဟိုကိုညိုအပေါ်မှာထပ်ပြီးတော့အမားပါမဲ့စကားမျိုးမပြောမိအောင်တတ်နိုင်တဲ့ရွေးစွမ်းပုံထိမ့်သိမ်းသွားပါမယ်။ ုတ်ကဲ့ပါအဲ့ဒါလေးပါဟုတ်ကိုလက်ခံတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုညို့ကခုနကလည်းပြောတယ်ကိုညို့တို့ကျေးဇူးအများကြီးတင်တယ်အဲ့လိုကျွန်တော်တို့ဆိုကိုညို့ကိုအမြဲတမ်းအားပေးလာတာငယ်တဲ့ဟာလို့ဒီလိုမျိုးတဟားမှအင်တာဗျူးတစ်ခုတူတူဖြေရမယ်လို့ဟိုမတွေးချက်ဘူးတို့လိုဒီလိုမျိုးဟိုကျွန်တော်တို့ဘာကြီးလုံးနေလဲဘာကြီးရိုက်နေလဲအမြဲတမ်းအဲ့လိုမျိုးတွေ့ရင်မေးတယ်ရှူတင်ကိုလာရဲလို့ခေါ်တယ် ရှင်တင်လာရလို့ခေါ်တယ်။ဒါလေးလာလို့လည်းသူရှိမှပညာဒါလေးလာလို့ရတယ်။ရှင်တင်လာရလို့ခေါ်တယ်အဲ့လိုမျိုးခေါ်တယ်ဗျာဟာ။ခုနပြောဆုံးကြီးတာလေ။ဟုတ်ရရဲ့ဒါမှာဒါလို့နောက်တာမှတော့ပြောဆောင်လေပြောဆောင်တဲ့အချိန်ကဒါပြောပြမနော်။ပြောဆောင်တဲ့အချိန်ကအဲ့ဒါကြီးမစင်းစားနဲ့။ပြောဆောင်တဲ့အချိန်ကမင်းလက်ကလေးပဲထောင်ပြပြဘာကြောင့်လဲ။ဟာပဲလှုပ်ပြပြတက်တာမရှိဘူး။ဒါအဲ့ဒါနဲ့ပတ်သက်လို့အခုဖြစ်တဲ့ကိစ္စမှာလည်းပေါ့နော်လူတွေကဒီဗီဒီယိုဖိုင်လေး ဟိုပြန်သွားပြီးတော့လူတွေအားပေးကြတယ်ကွာအဒီကျွန်တော်ကကျွန်တော်တရားစာဆေးကိုချပြရေးပြီးမယ်တချို့ကလည်း attention ရှာတယ်ဟိုပေါ်ပြင်ဖြစ်တယ်ဆိုပြီးထင်နေကြတယ်ပေါ့ဒါပေမဲ့အဲ့ဒီဟာတွေအတွက်လည်းဟိုဖြည့်ရှင်းစရာတော့မရှိပါဘူးဟိုအလုံးနဲ့ပဲတက်တည်ပြသွားပါမယ်အချိန်တစ်ခုရောက်တဲ့အချိန်မှာဟိုဘလူကြိုက်တာတွေကိုဘလူလုံနိုင်မလဲဆိုတာတော့ဟိုကံပေါ့နော်အဲရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးစူးစမ်းပြီးတော့အချိန်တစ်ဖြည်းဖြည်းချင်းနဲ့ပြည်သက်ကိုဟိုအလူပညာကိုချစ်တဲ့တရားစာတရားဖြစ်တယ်ဆိုတာကိုလက်တွေ့ပြသွားပါမယ်ဗျာ ဟိုဒါကတော့ interview တွေကနေပြီးတော့ဟို interview ကိုပြောတော့ကျွန်တော်ပြောဖို့လိုအပ်တယ်ထင်လို့ပြောတာပဲ interview က interview ဖြေဖို့လိုအပ်တယ်ထင်လို့ဖြေတာဟိုနေရဟာတွေကဘာလို့လဲဆိုတော့ကိုညိုနဲ့ပတ်သက်ပြီးတော့ဟို dining အားလုံးရဲ့ရှေ့မှာလုပ်ပြခဲ့တဲ့ performance နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကိုရောကိုညိုကိုရောဒီ production အဖွဲ့အစည်းကိုရောကျွန်တော်တောင်းပန်ဖို့လိုအပ်တာတွေဟိုရှင်းပြဖို့လိုအပ်တာတွေအတွက်ဟို interview ဒီ media တွေကဟို interview ရဲ့အချိန်မှာကျွန်တော်ဖြေရတာပါဟုတ်အဲ attention ရှာတာတို့ copy ဖြစ်ချင်စိတ်တို့တော့မရှိပါဘူးဗျာဟုတ် လို့ရှိရင်တော့စိတ်ကြွားတော်တော်လှုပ်ရှားတယ်ဟိုဒီ audition မှာတော့ပြည်သက်တွေကအားပေးပြီးတော့တော်တော်လေးကိုတိသွားကြပြီအဲ့တော့ကြောင့်ဒီပြိုင်ပွဲမှာဝင်လာဖြစ်တဲ့အထိပေါ့နော်အနိုင်ရတဲ့အထိကျွန်တော်ကတော့ရှင်ပြိုင်သွားမယ်အနိုင်ရပြီးတော့ဒီဒီ show လိုက်ရရိုက်တဲ့ series တစ်ခုမှာခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်သေးဥဆောင်ဝင်ရအောင်ကြိုးစားသွားမယ်ဗျာဟုတ်ဟာပြည်သက်ကြီးခင်ဗျာဟိုကြည့်ရှုခဲ့ရတဲ့တမနေခွဲ2မိနစ်စာဗီဒီယိုလေးကိုကြည့်ပြီးအားပေးကြတဲ့ပြည်သက်များကိုအရင်ကျေးဇူးတင်ပါတယ်ရှေ့ဆက်ပြီးတော့ ဒီထက်ကောင်းတဲ့ပရိသတ်တွေကြည့်လိုက်ရတဲ့စက္ကန့်တိုင်းမိနစ်တိုင်းမှာပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့တိုးဆောင်တဲ့ရောက်ဖြစ်အောင်စူးစမ်းသွားမယ်လို့ပြောရင်းနဲ့ဟိုနှုတ်ဖွင့်ဆက်ပါတယ်ခင်ဗျာ